။ MRN နဲ့ဒါလော့ဟာညီကို၄ဝမ်းခွဲတော်နေတယ်။အားလုံးပဲမင်္ဂလာပါမြားမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါတယ်။ပေါ်တဂီမျိုးစင်ဆက်ပေါ်ပြတဲ့သတင်း website ဂျီနီယေကမန်ချက်စတာယူနိုက်တက်နေပြားနဲ့ကစားမတစ်ယောက်ဟာတူညီတဲ့ဘိုးဘေးတစ်ယောက်ရှိကြောင်းပေါ်ပြလာခဲ့ပြီးတဲ့နောက် မန်ချက်စတာယူနိုက်တက်ကသူတို့ရဲ့နီးပြားကျိုးရူဘင်အမော်ရင်ဟာသူတို့ရဲ့ကစားမတယောက်နဲ့ဆွေမျိုးနီးဆက်တော်တယ်ဆိုတာဟုတ်မှန်ကြောင်းအတည်ပြုလာခဲ့ပါတယ်။တရက်နီတက်သားတို့ရဲ့ဘိုးဝေးဟာပြင်သစ်ကနေပေါ်တူဂီကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်ဆက်ကပ်ပညာရှင်တယောက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ရင်းနဲ့ဂုံယူစရာမျိုးဆက်တစ်ခုကိုမျိုးစေ့ချနိုင်ခဲ့တာပါ။ဒီကြောင့်ကိုအင်္ဂလန်မီဒီယာတွေကလည်းအလူရက်ဖော်ပြလာကြပြီးတော့လူသမားရဲ့စမ်းကြေပုံကိုရေးသားလာကြပါရီ။အမရီနဲ့ဆွေမျိုးနီးဆက်တော်သူကတော့နောက်ခံလူဒီကိုဒါလို့ဖြစ်ပါရီ ဒါလို့ဟာ Emory စိတ်ကြိုက်ကစားမတွေကတယောက်ဖြစ်ပြီးတော့ Emory အသင်းကိုစတင်ရောက်ရှိလာကလေးကပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားမတယောက်ဖြစ်အသင်းပြောင်းလဲရေးမှာပါဝင်ပေးနေပါတယ်။ Emory နဲ့ဒါလို့ရဲ့အပီကတော့ Carlos Dalot လို့ခေါ်တဲ့စက္ကပ်ပညာရှင်တယောက်ဖြစ်ပါတယ်။ Carlos ကသူ့ရဲ့မောင်နှမတွေဖြစ်ကြတဲ့ Jose Dalot Junior Dalot နဲ့တူနယ်လေစက္ကပ်ဖြောပြေးနဲ့ပြင်သစ်ကနေပေါ်တူဂီကိုရောက်ရှိခဲ့ပါတယ်။အဲဒီကနေ Carlos မောင်နှမတွေကပေါ်တူဂီမျိုးတော် Braga မှာခြေချခဲ့ကြတာပါ။အရင်ကလည်းဒါလို့ကသူကပြင်သစ်သေးပါတဲ့သူတယောက်ဆိုတာ ပြောပြခဲ့မှုပါတယ်။အခုတော့ဒါလောကကွင်းပြင်ပအခြေအနေမှာဆိုရင်သူရဲ့နှိပြကိုအကိုကြီးလို့တရားဝင်ခေါ်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။အသက်26နှစ်ရွယ်ကစားမဒါလောကအင်မော်နီတာကိုယူခဲ့တဲ့54ပွဲမှာ39ပွဲအထိပွဲတော်ကစားမဖြစ်ပါဝင်ကစားပေးထားပါတယ်။ဒါလောကပြီးခဲ့တဲ့ပတ်မှာ United နဲ့ Northern Forest တို့ဒူးဒူးနဲ့တေချာခဲ့တဲ့ပွဲမှာလည်းပါဝင်ကစားပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဒီကြပိုင်းဆော့ပိုင်းမှာတော့ Forest ကငကိုတင်လိုက်ပြီးတဲ့နောက်မှာတော့ Emery ကဓာတ်တော်ကိုအရင်ဆုံးလူစားလဲပစ်ခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ Emery ကရှင်းပြခဲ့ပါတယ် ဒါလောက်ကိုကြည့်လိုက်မယ်ဆိုရင်ဒါလောက်ကဖြတ်တင်မောတွေပေးနိုင်မှုအတွက်လုံလောက်တဲ့နေရာလုတွေရရှိခဲ့တဲ့အချိန်ကြီးအများကြီးရှိခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့သူကညာတန်တယောက်ဖြစ်ပါတယ်။သူကနေရာလုံးမရှိတဲ့အလဲအိုပဲအများရန်တိုးဝင်နေခဲ့ပါတယ်။ဒါလောက်နေရာမှာဝင်ရောက်ကစားနေတဲ့ဒူရီတော်ကစားမကတော့ပက်ထရစ်တော်ကူပါပဲ။သူကလည်းဒီတိုင်းပဲတစ်ထက်သေးပဲကစားမှာပါ။ဘောလုံးရရင်အတွင်းဘက်ကိုချိုးမယ်ဖြတ်တင်မယ်ဒီမှာနေရာလုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့အတွင်းဘက်ကိုချိုးလိုက်နိုင်တာနဲ့မာတီးယပ်စ်ကွန်ညာကဘောလုံးလက်ခံမှုအမြဲတမ်းအဆင်သင့်ရှိနေလိုပါပဲဆိုပြီးတော့အေမိုရင်ကရှင်းပြခဲ့ပါတယ်။ညတဲ့ဟာယာစီစာတုံးကခက်ခဲတဲ့ဒါထွက်ခရီးကိုဖျက်ဆီးခဲ့ရပြီမဲ့အချိန်လေးရလာတဲ့အခါမှာတော့ရလက်ကောင်းနေစတင်ရရှိလာပြီးတော့ဇယားထိပ်ပိုင်းသားကိုပြန်လည်ရောက်ရှိလာခဲ့ရပါတယ်။အမရိယန်ဒီစနစ်တွေနဲ့ပတ်သက်ပြီးတော့မီဒီယာတွေဘလုံးသုံးသက်သူတွေနဲ့ပရိသတ်တွေကဝေဖန်ကြတယ်ဆိုရင်တော့ဒါလော့ကသူ့မန်နေဂျာပေါ်ပြေဝယုံကြည်ခဲ့ပြီးတော့အမရိယန်စနစ်တိုင်းအိုးထပ်ဖို့ကိုပြန်လည်တည်ဆောက်ရမှာအားတက်တယ်ရောပါဝင်ပေးခဲ့ပါတယ် ။ဒီအရီမှာဒါလော့ကညာချန်းဝင်ပတ်နေတဲ့တွင်မကပဲနဲ့ဘယ်ချန်းဝင်ပတ်နေနဲ့ပါအမရင်းရဲ့ကစားကွက်မှာပါဝင်ပေးနေပြီးတော့လိုအပ်လာရင်တော့နောက်တန်း၃ယောက်ထဲကတနီယာကိုလည်းဝင်ဖြစ်ကစားပေးနိုင်ပါသည်။ဒါလော့ဟာပရီးမီးယားလိရှစ်ပွဲပါဝင်ကစားထားပြီးတော့ဒီအနီရိုရက်စုပေါင်း219ဝက်ထိကစားပေးထားပြီးဖြစ်ပါရီဒါလော့က2018မှာပေါ်တူဂါနေပေါင်း18တန်းနဲ့စတင်ရောက်ရှိလာခဲ့တာမို့ဒီလိုကစားမမျိုးကိုခွင့်ယူလိုက်နိုင်ခဲ့တာကအောင်မြင်တဲ့ယင်းမျိုးနံမှုတစ်ခုလို့ပဲဆိုရမှာပါ တနေ့ကဒီယာဒီမှာဖလားမျောလင်းချက်ရှိလာတော့မှန်ပေမဲ့ဒီအတွက်ဆိုရင်တော့ပုံစံကောင်းရရှိနေတဲ့ Arsenal Manchester City လက်ရှိချန်ပီယံလီဗာပူးလို့ကိုရှင်းပြရဖို့ရှိနေပါပြီ။ဒါမဲ့ United တိုးတက်လာတဲ့ဆိုတော့ကလည်းအမှန်ပဲဖြစ်ပြီးတော့နေရာဒီတုန်းကအသစ်ခေါ်ယူထားတဲ့ကစားမတွေနဲ့ကံကြမ္မာကောင်းစီပြောင်းလဲနိုင်ပါပြီ။ဒါလို့နဲ့ Emery Nuh ဟာ United နဲ့တူ Premier League Champion ဖြစ်လာတဲ့ပထမဆုံးလေဝမ်းခွင့်ကြီးကိုဖြစ်လာမှာလားဆိုတာဆက်လက်ပြီးစောင့်ကြည့်ကြမှာဖြစ်ပါရည်မြ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်မြ။